Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Creek Bay နဲ့ Alter Bridge ဆိုတဲ့ band အကြောင်းပြောအောင်ဒီ band နှစ်ခုဘာဖြစ်လို့အာတစ်ခုတည်းပြောဖို့ဖြစ်လာလဲဆိုတော့နှစ် band လုံးက member တွေက vocalist ပဲပြောင်းသွားပြီးတော့မှအာနှစ် band လုံးကလည်းအောင်မြင်နေပြီးတော့ဒီ rock တမိုင်းမှာလည်းတော်တော်အရေးပါတဲ့ band နေဖြစ်လာတယ်ဆိုတော့ ပြီးတော့နှစ်ပင်ခွဲပြီးပြောလို့ရှိရင် story ပြန် link လောက်อ่ะနည်းနည်းကိုလိုကလန်ဖြစ်မှာဆိုလို့ကျွန်တော်နှစ်ပင်အကြောင်းတခါတည်းဗီဒီယိုတစ်ခုထဲနဲ့ကျွန်တော်ပြောဖို့ဖြစ်လာတာပေါ့လေဆိုတော့အရင်ဆုံးအစပထမဖြစ်တဲ့ creek နဲ့စစလိုက်ကြတာဆိုတော့ creek ကသူတို့တကယ်စတာက1994တည်းကသူတို့ form စလုပ်နေပြီအဓိကတော့ဒီ matrimony နဲ့ဒီ scott step နဲ့သူတို့အာသူတို့ college အတူတက်တယ်ပြီးတော့မှသူတို့အဲ party ဒီပိုင်းမှာ တောင်းလိုက်နေသူတို့တကယ်ကြတော့ matrimony ရဲ့အခန်းထဲမှာကိလက်တီးကြဆိုကြရင်းနဲ့ဟာဒီကောင်ငါတို့တရှင်းမှာရင်းရင်ကောင်းမှတနေဆိုပြီးတော့မစပြီး idea ရတဲ့အချိန်ကစပြီးတော့သူတို့ဒီ band ကိုစလုပ်လာကြပါလေတခြားအစမှတော့ matrimony တွေပါတခြားနာမည်တွေပါပြီးပြီးဖို့နဲ့ကြိုးစားကြသေးတယ်နောက်တော့ပထမ show ပွဲမှာသူတို့တီးတော့တခြားနာမည်တစ်ခုနဲ့အဲ့နာမည်ကတော့စား naked bar ဆိုလည်းမသိဘူးအဲ့ဒါကိုတခြားမင်းတို့အဲ့လိုပြီးအစမပြူးထင်နေစေသူတို့လာကြံပြီးတော့ okay စေသူတို့ ခရီဆိုရယ်ပင်နာမည်ကိုသူတို့ပြန်ပြောင်းပြီးတော့မခရီနဲ့သူတို့စလိုက်ပြန်စကြတာပေါ့လေဆိုပထမဆုံး member တွေထဲမှာကဒီ Scott Stepp ရယ် Matrimony ရယ်ပြီးတော့ bass တမားဒီ Brian Marshall ရယ် drummer ဒီ Scott Phillips ရယ် drummer ရယ်ပေါ့လေဆိုတော့သူတို့ကအမှန်တော့သူတို့ high school မှာတည်းအတူတက်တယ်ပြောဘူးတယ်အတူတက်ဘူးတယ်ပြောတယ်ပေါ့လေဆိုတော့ high school မှာကျတော့ Matrimony နဲ့တနှစ်ငယ်တယ် Scott ကတနှစ်ကြီးတယ် ဆိုတော့သူက college ရောက်မှခင်သွားကြဆိုတော့အဲ့ရနဲ့စပြီးတော့တောက်လျှောက်သူတို့တွဲလာတာပေါ့လေပြီးတော့1994မှာသူတို့စပြီးတော့မှဘယ်ကိုစ form လုပ်ပြီးတော့ show ဝဲတွေဒီ show ဝဲဆိုတော့ bar တွေ club တွေ restaurant တွေမှာသူတို့ light teacher soja teacher soja နဲ့သူတို့ Florida မှာနာမည်ရလာတယ်သူတို့ local မှာနာမည်ရလာတော့ okay ငါတို့ recording တွေပိုင်းလုတ်ပြီးတော့တချင်းတွေပိုင်းရေးထားတယ်လက်ရှိလာပြီဆိုတော့အခွေတွေပိုင်းတွင်းပြီးတော့ငါရောင်းရင်ကောင်းမထင်နေဆိုပြီးတော့သူတို့ပထမဆုံးဒီ create event ဖြစ်ဖြစ်မဲ့ဒီ my own prison ဆိုကိုသူတို့စသွင်းဖို့ဖြစ်လာပေါ့လေဆိုတော့အဲ့ဒါကိုစသွင်းမယ်လဲဆိုသူတို့ပတ်စံလို့တော့ recording လုပ်ဖို့အတွက်တနားယူ30ဆိုလားမသိဘူးသူတို့ပြောတာပတ်စံလို့တော့သူတို့ local producer နဲ့အဲ့ producer နဲ့ဘယ်သူတောက်လျှောက်တော့ create event မျိုးတောက်လျှောက်သူတို့ထုတ်ဖြစ်တယ်ပေါ့လေပထမ3 event ဆိုတော့အဲ့ producer နဲ့သူတို့စလုပ်တယ်သူအဲ့ producer တော်လက်ပောက်ကတ်တယ်ပြောတယ်ဒီ matrimony ဆိုလို့ရှိရင်လေသူကတနားချာနှစ်နာရီချာလာမသိဘူး TV event တစ်ခါကေတာကျိုးအကုန်လဲပြီးပြန်တီးရဆိုတော့ ရဂိုရိမှာကီတာဂျိုးကတော်တော်တစ်ဖြစ်နေတော့အကောင်းဆုံးပဲဂျိုးကလုံးဝစွာပြီးထွက်နေကီတာဂျိုးအသစ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်း recording တီးရရှင်ချင်းနိုင်တီးပြီးတော့ကီတာဂျိုးအစ်နဲ့တီးဒါပေမဲ့ကျွန်တော်နိုင်ငံမှာကီတာဂျိုးအစ်အမြဲလှဲဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စဈေးကြီးတယ်ကီတာဂျိုးတွေကအခုဆိုပိုဆိုးမှာပေါ့ကျွန်တော်တို့တီးရောကတော့မှဈေးကြီးတယ်ဗျာတစ်ခါတစ်ခါလဲဖို့ဆိုမလွယ် bass ကီတာပိုဆိုး bass ကီတာဂျိုးဆိုလို့ရှိရင်တော်တော်နိုင်အောင်မလဲဖြစ်တနစ်တစ်ခါလောက်မှလဲတစ်ခါလေးကျရင်အဲ့ bass string က မကြည်ဘူးပေါ့ဗျာတဲ့မလား clean လည်းမဖြစ်တော့ထူပြီးတော့ sustain လည်းမကောင်းတော့အဲ့လိုမျိုးတွေဖြစ်တာပေါ့ဒါပေမဲ့ကိုယ့်ရဲ့အခြေအနေရဘလို့မှအမြင်နဲ့လဲဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတော့ matrimony တော့တနားကြီးတစ်ခါတနားကြီးတစ်ခါလောက်ကြည့်တာကြိုးလဲရတယ်မိုးရွာရင်မတီးဘူးပါညာနဲ့ matrimony ပြန်ပြောတော့ရည်ရတယ်လောကအဲ့ဘေးကကြီးတော့များတယ်ဘေးဆိုတော့အဲ့မှာတို့ my own prison တွင်းတယ်တို့ပတ်စံဦးတော့ဒီ Brian Marsh ရဲ့အဖေစီကတော့6000တို့ချေးရလို့ပြောတယ်ဒါပေမဲ့တို့အဲ့ဒါကိုတို့ဟိုဘယ်လိုပြောမလဲ အချိန်မိုင်းလုပ်ပြီးလုပ်ပြီးပြန်ဆက်ကြရတာပေါ့လေဒါကတော့တခြား story ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိဘူးဆိုတော့ scott step တို့ပြောတာကငါတို့ဒီဘာဘားတွေမှာ waiter တွေလုပ်ပြီးရောက်မှဒီပတ်စံကိုသူတို့ twin ပတ်စံကိုသူတို့အဲ recording လို့ပတ်စံ share တယ်ဆိုသူကပြောတယ်ပေါ့လေ share ဆိုတာဒီ brand အဖေကိုပြန်ပေးတာမျိုးလည်းဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုအဲ့မှာသူတို့ဒီခွေကို my own prison ကို recording လုပ်ပြီးတော့အခွေစဖြန့်တော့ story ကိုသူတို့ local story ကိုဘယ်လိုမျိုးလုပ်လဲဆိုတော့ကျွန်တော်တို့ဒီ အခွေတွက်ပေးတယ်ရောင်းရမှတို့ပတ်စံပြန်ယူမယ်မရောင်းရမရောင်းရလို့ရှိရင်တို့ဆိုင်ကိုလည်းတို့ကသွားရောင်းနိုင်မှာမဟုတ်ဆိုင်ကโอเคငါ10ခွေဝယ်မယ်ဟိုရောဒေါ်လာ100ဆိုပြီးတော့ဒီ10ခွေကိုသူကသူကြိုက်တဲ့ဈေးနဲ့ပြန်ရောင်းပြီးတော့အမြတ်ယူလာမျိုးမဟုတ်ပဲနဲ့အခွေရောင်းရမှတို့ပတ်စံပြန်ပေးမှာအခွေမရောင်းရရင်သူကဒီခွေရက်လကားပဲတို့တော့ပေးရအောင်အဲ့လိုမျိုးကြီးပေါ့ရောင်းတာတိုင်မဲ့တို့ကဘယ်လိုဖြစ်လဲဆိုတော့တို့ကြိုက်တဲ့အခွေ9000တို့ကြိုက်တာ9000လောက်ရောင်းထောက်ပါဆိုတော့သူတို့ကသူတို့အံ့ဩပါသူတို့လည်းသူတို့ပြောသွားတော့အဲ့မှာ record label ရရလေနည်းနည်းသတင်းတွေရလာပေါ့ဒီ creek ဆိုတဲ့ band မိုက်တွေဘာဖြစ်လဲညာဖြစ်လဲဆိုတော့ဒီ through atlantic record တို့ဒီ through ပြောတာ samarian တခြား record တွေ၃လခုနာမည်ကြီးတွေ၃လခုနဲ့နာမည်မကြီးတာ၁၀ခုကျော်လို့တို့စိတ်ဝင်စားတယ်ပေါ့လေဒါပေမဲ့တကယ် offer ဆက်လုပ်တာကဒီ wind up ဆိုတဲ့ record label လောကအသစ်သူက atlantic နဲ့လှုပ်ချင်တာဒါပေမဲ့ atlantic က offer လာမလို့ wind up ဆိုတဲ့ record label သူတို့စီရောက်လာပြီးတော့မကဲရော့မင်းတို့ အခွေကို nationwide ဖြန့်မယ်တဲ့မှာတနိုင်ငံလုံးကိုဖြန့်မယ်ဒီလက်မှတ်တစ်ခါလေးထိုးစာချုပ်ကြီးချုပ်ပြီးတော့မှအဲဒေါ်လာ6000တို့ပေးလိုက်တယ်ဆိုတော့အဲဒေါ်လာ6000ရဲ့ remaster ပြန်လုတ်ပါညာပေါ့သူတို့ဒီဟာကိုတီးထားတဲ့ဟာကိုပဲ master amazing ရဲ့ master ပြန်လုတ်ပါညာအကုန်ပြန်လုတ်တာပေါ့အဲတော့သူတို့ဘလောက်ပျော်လဲဆိုလို့ရှိရင် Scott နဲ့ Marshall ကအဲ record deal ကိုလက်မှတ်ထိုးတာသူတို့လက်ကိုဓာတ်နဲ့ချစ်ပြီးတော့တွေးပြီးပိုင်းနဲ့လက်မှတ်ထိုးတာတဲ့ မမရှိမဒီစင်ညတင်းအောင်တော့ကြောက်တယ်ဘာလို့ဆိုအဲ့လိုသူလက်မထိုးလိုက်တော့တရားမွန်ဗျတရားမွန်တဲ့အပြင်ကိုဆိုင်ရွက်တီးရလဲဟို6ဝါးတဲ့အချိန်မှာတလွဲ့ဖြစ်တော့တခါသူတို့ record label ကစာချုပ်အစ်စ်ပြန်ပို့ပြီးတခါလက်မပြန်ထိုးရတယ်တဲ့အဲ့မှာဒါပေမဲ့အဲ့တော့ကတော့လောကသူတို့ယူသွတ်တာပေါ့ score ကသူပြောတာအာမောက်ရှင်မွန်တရားသူတို့စဆူတဲ့ကဘာမှသူတို့ဘယ်အနေထားမှမရောက်ခင်တဲ့က score ကသူကငါတို့ဒီကဘာမှာငါတို့အကောင်းဆုံးပဲနဲ့တပည့်ပဲငါတို့ ်တက်မှာ confidence ကကျွတ်စင်ကြီးတကောင်ပြောတာ scout ကိုသူအဲ့ခုတော့သဘောကျတယ်တဲ့အားရတယ်ပေါ့နော် confidence ကအရင်ကျန်တယ်ငါတို့ကဘာမှအကောင်းဆုံးပဲဖြုတ်စင်ပေါ်မှာဖြုတ်တာပါညာဆိုလို့ရှိရင်ကြီးလိုက်တာနဲ့ဟာတကယ် confidence ရှိတဲ့ဘဲပေါ့လေအောက်မှာဘယ်သူမှမရှိရင်လည်းတကောင် cube site ကိုဖြုတ်အဲ့လိုမျိုးအဲ့လိုမျိုး င်ကသူတို့အဲ့ဒီ form ဆလုပ်တာနဲ့1994မှာစတယ်ပြီးတော့အခွေထွက်တာဒီ regular level နဲ့သူတို့ deal လုပ်ပြီးထွက်တာ1998ဆိုတော့ကြားထဲမှာ3နှစ်လောက်တော့ခြားသွားပြီလေအဲ့ရနေပြီးတော့မှဒီ human clay ဆိုတဲ့ album မှာ1999မှာထွက်ဖို့ဖြစ်လာတယ်ဆိုတော့အဲ့ဒီချိန်မှာ human clay ထွက်တော့သူတို့လုံးဝ America မှာ number 1ဖြစ်သွားတယ်ကျွတ်စင်ဒီ rock band နေမဲ့ band နေကြားထဲမှာလုံးဝဘယ်သူမှ live မမီဘူးတခြား pop star တွေတော့မှသူတို့တော်တော် live ရတဲ့အနေအထားမျိုးပေါ့လုံးဝကျွတ်စင်ဖြစ်သွားတယ်အဲ့ချိန်မှာ ဒီ human clear album ကလည်းတော်တော်ရအောင်မြင်တယ်ဗျာသူတို့ album ကြီးထဲမှာရောင်းအောင်အကောင်းဆုံးဖြစ်မှထင်တယ်ဆိုတော့ create album ကအားလုံးပေါင်းကိုသူတို့က album အချက်ကြီးပေါင်းတန်း60ကျော်ရောင်းရတဲ့ပင်ဖြစ်တယ်ပေါ့လေဆိုတော့တော်တော်ရောင်းအားကျန်းတဲ့ပင်လို့ပြောလို့ရတယ်အထူးသဖြင့်ဒီ human clear album များတော်တော်တဝက်လောက်က human tree human clear album ဒီ album sales တဝက်လောက်ကို contribute လုပ်ထားတယ်ဆိုသူတို့ကပြောတယ်ဆိုတော့အဲ့ရနေပြီးတော့ 2001မှာသူတို့နောက်တစ်ခွေထပ်ထွက်တယ်အဲ့ရလည်းအရင်အောင်မြင်တယ်ဗျာကျွန်တော်ဒီ wireless spread တို့ဘာလို့အဲ့ human climate solution လည်းဒီ higher တို့အာတခြားဟာအများကြီးပါပါတယ်နာမည်ကြီးတွေဆိုတော့ကျွန်တော်နိုင်ငံမှာနာမည်ကြီးတဲ့ creek တချင်းကဘာဖြစ်မလဲတော့မသိဘူးအဲ့ red area ဖြစ်မလားမသိဘူးပြီးတော့တခြားဟာလည်းရှိရရှိပါတယ်ကျွန်တော်တို့က creek ကိုအရင်နားထောင်ပြီးတော့မကြီးခဲ့လိုက်အောင်ဗျာကျွန်တော်တို့နားတချင်းစနားထောင်တဲ့ချိန်မှာ creek ကိုတည်တည်ချာမရင်းနှီးဘူးကျွန်တော်တို့ alter bridge ကိုပိုရင်းနှီးတယ်ပေါ့ ဆိုတော့ခရစ်ကဒီ2010မှာခွေထထွက်ပြီးတော့မှအရေးလေအောင်မြင်တဲ့အချိန်မှာသူတို့ကတိရတိုင်းပဲဒီအောင်မြင်မှုရဲ့ဒဏ်ကိုခံလာရတာပေါ့လေဒီမှာစားကြတောက်ကြပြဲကြနေပြီးတော့မာနကြီးကြီးလာကြပေါ့လေတောင်တောင်ငါတို့ကဘလူပါညာပေါ့အထူးသဖြင့် scout ကသူ vocalist ကမရှိလို့လောမှာမဖြစ်ဘူး ရှိုးဘက်မှာငါမရှိရင်အကုန်ပြတ်တာပဲသူမရှိရင်အကုန်လုံးနားရတယ်ဘာမှလုပ်လို့မရဘူးပါညာဆိုသူအရန်နည်းနည်းငါမရှိတော့မဖြစ်ဘူးဆိုတဲ့အထာမျိုးအရန်ချိုးလာတယ်လဲပါတယ်အဲ့မှာသူတို့နည်းနည်းကတော့ဆာရဖြစ်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 နဲ့2003မှာသူက inactive ဖြစ်နေပြီပြောလို့ရသူကဘာမှဆုတ်ရှာမှုမရှိတော့ဘူးဒါပေမဲ့ရှိုးဘက်ပဲတော့တခါလေယမန်ကယမန်ရန်ခါဆိုကြတီးကြတာပဲရှိတာ2004ထဲမှာသူက bank ကို dispen official လုပ်တဲ့အချိန်နဲ့ auto bridge အခွေထွက်တဲ့အချိန်ကတစ်နှစ်သေးဖြုတ်သွားတာထူးဆန်းတယ်ဘာလို့လဲဆိုတော့ အဲ့အချိန်မှာလူတွေက surprise ဖြစ်သွားတော့တကယ်တော့2003လေးကသူတို့ချင်းနေမကောင်းပြီးတော့ Mark Trimori နဲ့ Scott Stapp နဲ့သူတို့ lunch တဲ့တရားစားတဲ့အချိန်မှာသူမီးတာပေါ့ Scott ကမင်းငါတို့ဘာလုပ်ကြမလဲနောက်နှစ် plan ရှိဘာလုပ်မလဲဘာညာဆွေးနွေးတော့ Outer Bridge ရဲ့အခွေကသွင်းမယ်ဆိုတော့ Mark Trimori ကပြောလိုက်တော့ဒီကောင်ကပေါက်သွားအဲ့အဲ့နောက်ပိုင်းသူတို့စကားကိုမပြောဖြစ်တော့ဘူး Showway set ဒီရဲ့အချိန်ကြီးရှိရှင်လေသူစင်ပေါ်မှာမကြည့်ဘူးတောင်းတောင်းအဲ့လိုမျိုးတွေဖြစ်လာတာပေါ့လေပြီးတော့သူကအဲ့ရနေပြီးတော့သူတို့ တကယ် disband ဖြစ်သွားတာ2004မှာဒါပေမဲ့ alter bridge ကအဲ့ချိန်မှာအခွေသွင်းပြီးနေပြီ alter bridge ကခွေသွင်းပြီးတော့သူတို့ဟိုဘက်2004မှာအခွေသူတို့ထွက်ပထမဆုံး debut album ထွက်တယ်ပေါ့လေဆိုတော့အဲ့လိုထွက်ပြီးတော့မှ alter bridge ကို lesser run နေတယ်အဲ့ရနေပြီးတော့2009မှာသူတို့ reunion ပြန်လုပ်ပြီးတော့ဒီ create အနေနဲ့ဒီ full circle ဆိုတဲ့ album ထွက်တယ်ပြီးတော့အဲ့ရမှာသူတို့ overcome လို့ပါတော့ပါအဲ့လေဒီလေ hate ဖြစ်တယ်ဗျာဟိုဆက်အောင်မြင်နေတော့မဲ့ ပြီးတော့မှအဲ့ရနေပြီး2023ထိသူဆက်သွားတယ်ဒီလိုပဲရှိုးပွဲတွေဆိုလိုက် album record album no record လို့တော့ story ပြောဒီ full circle support ဆက်ဆက်လုပ်တယ်ပေါ့လေပြောတခြားအရင်သူတို့အောင်မြင်ခဲ့တဲ့ album နဲ့သူတို့ show တွေသွားပါညာနဲ့အဲ့ရှင် alter bridge ကလည်းရှိနေပြီဆိုတော့ alter bridge ကလည်း set run နေတယ်အဲ့လိုမျိုးဖြစ်သွားတာပေါ့ဆိုတော့ဒီနေ့တော့အဲ့အချိန်မှာတရားတရားနားလည်မှုတော့ရှိသွားပြီပေါ့လေမင်းတို့လည်းလုပ်ငါလည်းလုပ်မယ် scott ကလည်းတွေ့နေသူ solo project တွေလည်းရှိတယ်သူလည်းခွေထွက်တာရှိတယ်ဆိုတော့ အဲ့လိုမျိုးနဲ့နောက်ပိုင်းနည်းနည်းကျဲကျဲနဲ့တစ်ခါဟိုအဲ့မှာ2013မှာတစ်ခါ displacement ပြန်ဖြစ်ကြပြီးတော့မှဒီတစ်ခါဒီနောက်ဆုံးဒီပြီးခဲ့တဲ့နှစ်ကသူတို့ reunion ပြန်လုပ်ပြီးတော့မှသူတို့တစ်ခါထိုးပြန်ထွက်ကြတယ်ကဘာလုံးပြန်ပတ်ဘာညာနဲ့အာဒီ creek ကဆက်သွားတယ်ပေါ့လေဆိုတော့ဒါတော်တော်လေးပျော်စရာကောင်းသူတို့ပြည်သက်တွေအတွက်ကတော့တော်တော်အာပျော်စရာကောင်းမယ်လို့ထင်တယ်ကျွန်တော်တို့မြို့လေးလာတယ်ခရစ်ကကျွန်တော်တို့တော့မကြည့်ဖြစ်လိုက်ဘူးဒါပေမဲ့ တော်တော်ဒီမှာလဲဟိုလှုပ်လှုပ်ခက်ခက်ဖြစ်သွားတယ်ဆိုတော့အော်โอเคခရီးရောဒီမှာတော်တော်တော့ကြိုက်ကြရပဲဆိုတော့အာခံစားချက်တော့ရတယ်ပေါ့ဗျာတင်မလားဆိုတော့ဒါကခရီးရဲ့အပိုင်းပေါ့လေဆို2003 2003အစောပိုင်းနှစ်တည်းတည်းကသူတို့ကဒီခရီးကလုံးမဖြစ်တော့ဘူးနောက်တပင်သူတို့ဆက်သွားမယ်ဆိုပြီးတော့သူတို့စဉ်းစားပြီးသားဖြစ်နေပေါ့လေဒီ matrimony တို့ဒီ prime marshal တို့ scout philip တို့အကုန်လုံးကသူတို့စီစဉ်ပြီးသွားပြီဘာဖြစ်လို့ဆို အဲ့ချိန်မှာတို့က vocalist လိုက်ရှာပြီးတော့တို့ဒီ miles kennedy ကိုတို့အဲ့ချိန်မှာ miles kennedy ရဲ့ဒီ the mayfield fall ဆိုတာ the mayfield fall ဆိုတဲ့ band ပြီးတော့သူကနည်းနည်း disband ဖြစ်သွားပြီးတိုင်ပတ်နေတဲ့အချိန်ပေါ့သူကအဲ့ဒီဘက်အတံကိုကြိုက်ကြိုက်တော့သူလှမ်းပို့လိုက်တယ်အဒီမိုတမို့လှမ်းပို့ပြီးတော့မှ record လုပ် record လုပ်ကြည့်ပေါ့နော်ပြင်သူတို့ပြန်ပို့လာခဲ့ဆိုပြီးသူတို့လှမ်းပို့လိုက် ပို့လိုက်တဲ့အချိန်မှာပထမဆုံးဒီ mice ကနေဒီပြန်ပို့လိုက်တဲ့ခြင်းကဒီ broken wing ဆိုတဲ့ခြင်းသူကသူ recording လုပ်ပြီးပြန်ပို့လိုက်ဟိုကောင်နဲ့လုံအောင်ကြွေပြီးအဲ့တပုံးနဲ့နေသူတို့ကြွေပြီးတော့ဒီကောင်ချင်းချင်းဒီ Orlando ပေါ့လေ Florida ကိုလာဖို့သူတို့လင်းလက်မှတ်ပို့လိုက်တယ်ဟိုကောင်ရောက်လာပြီးတော့သူ recording လုပ်ပြီးတော့မှပထမဆုံး rehearsal သူတို့စလုပ်ကြအဲ့ဟာကိုသူတို့မကြသေး alter bridge ရဲ့ YouTube channel မှာသူတို့တင်ထားတယ်သူတို့ demo version ပေါ့တော်တော်မိုက်တယ် raw ပေါ့တဲ့မလောက်အ fine

အဲ့ချိန်မှာ mass community ရောက်လာပြီးတော့မှ mass community ရေကတာပညာတီးတက်တယ်ပညာသူတို့တီးရောတီးတယ်မဲ့အဲ့လောက် join မဟုတ်တော့ဘူးသူတို့ထင်ထားတာအဲဟုတ်မလဲမှ mass community တည်းကျတော့အခန်းထဲမှာသူကတာတီးနေတော့အာ matrimony တီးကောင်အာ good night ပညာပြောဖို့သူကတကားဖွင့်ပြီးတော့ဝင်နှုတ်ဆက်တဲ့ချိန်မှာအဲ just ကတာတီးတယ်ကြားတော့ကြားနေသူအခွေဖွင့်ထားရဲ့ထင်တာ matrimony တီးက သိမလားဒီဘဲအဲ့လောက်ကောင်းမယ်လို့မထင်ဘူးဟိုကောင် jazz ကို share ပြင်းတာဟိုဟာ mask နဲ့ဒီအဲ့မှာဒီကောင်ကြွေးဟာမင်းတော့ကောင်းတာပဲပါညာဆိုတော့အဲ့နောက်ပိုင်းသူ့ရဲ့ guitar section ဒီမှာတော်တော်များများမှာ mask နဲ့ဒီကိုသူက obvious recording ဒီမှာပါခေါ်တီးတော့ ခွေရ alter bridge ခွေရသူ show way ထွက်တော့ mic ဟိုမိုက်စနေတွေကတီးနေ guitar တွေကတီးတယ် recording တော့မမြက်က80%လောက်က matrimony ပဲတီးရပြောတယ်ဆိုတော့တခြားဟာတွေလည်းတော်တော်များများတော့အာဒီလည်း channel 3-4ပုတ်လောက်ကိုတော့သူ line 2 line လောက်ဝင်တီးတာမျိုးတော့ရှိမယ်ပေါ့တပုတ်စီပေါ့ mic စနေတွေကဆိုတော့အဲ့မှာဒီ one day remain ခွေထွက်တာလေဆိုတော့ alter bridge ကလည်းကျွန်တော်တို့ နိုင်ငံမှာတော်တော်နားထောင်ကြမယ်လို့ကျွန်တော်ထင်တယ်ဗောလေကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီ one day remain တို့ one day remain တို့တည်ကြမယ်ထင်တယ်နော်ဟာမျိုးကြီးပြန်ဆိုတာတော်တော်မိုက်တယ်ကရရစ်ကတော်တော်ကောင်းလို့ပြအဲ့မှာဖြုတ်တာ share ပဲဒါပေမဲ့ ultimate break ကိုကျွန်တော်အားမရတာသူက live မှာ mice canadia မကဲဘူးဗျာအဲ့တက်မှာသကုံတီးရဆိုရဆိုပေမဲ့ဒီလိုမျိုးတချင်းနေရာလုံးဝ နားထောင်ပြီးတော့ကိုယ်မြင်ရအောင်နား live show မှာဒီကောင်နေဘင်းနေပြီပဲထင်တာဒါပေမဲ့ကျွန်တော် live ကြည့်ကြည့်လိုက်တော့ matrimony ကတော့တီးရဗျာထားပါတော့တကုံတီးရလို့ဟိုက mic နဲ့တည်းတီးတယ်ပြီးတော့မလှုပ်ဘူးတိုင်းပဲအဲ့မှာအနားကြည့်ပြီးတော့အားမြောက်ဒါပေမဲ့သူတို့က music လေးရတော့ဗောလေတီးတာရောဆိုတာရောအပြည့်ထွက်တယ်ဗျာအဲ့တချို့က performance ကြီးများပြီးတော့ဆိုတဲ့ခါကျရင်အားနေဝါတာမျိုးတော့ရှိရဗောလေဆိုတော့သူတို့အဲ့လိုမျိုးတော့မရှိ auto brake ကမိုက်တယ်အဝန်နေ remain ခွေရ share ပဲအဲ့မှာ the metalling guest တို့ broken wing ပါညာပေါ့လေတော်တော်အောင်မြင်သွားတယ်ပြောမှသူတို့နောက်သူတို့2000မှာသူတို့ second album ဖြစ်တဲ့ Blackbird ကိုစထွက်တယ်အဲ့မှာက Miles Kennedy ရဲ့ contribution ကတော်တော်ကြီးလာပြီဒီ Outer Bridge ပဲမှာဆိုတော့ Killer Rave တီတော့များများလေးသူတိုင်းစီလုံးဝအပြည့် Killer သမားတယောက်နဲ့ဝင်တီးတယ်အ Matrimonial လည်းသဘောကျတယ်ဘာလို့သူမမြင်တဲ့အဲ point of view ကနေပြီးတော့ Miles Kennedy ကချင်းကတ်တယ်ဗျာတချင်းတီးတယ်ဘာလို့ဆိုသူတို့နှစ်ယောက်ကအာ တီးရစတိုင်ချင်းတော်တော်မတူမက်ထရီမွန်ဒီယမန်တယ်ဖက်ကိုတော်တော်ရောက်တယ်ဒါပေမဲ့မိုင်းစကနေဒီယဂျက်စ်ဖက်ကိုတော်တော်ရောက်တယ်ပေါ့လေဆိုတော့အယူဆကနှစ်ခုပေါင်းလိုက်တော်တော်မိုက်ပါဒီဒီ black bird တချင်းဆိုလို့ရှိရင်လည်းသူတို့တီးတယ်တီးပြီးတော့သူတို့ chorus တွေပါဒီအာ first တွေပါဒီတီးပြီးတော့ chorus တို့ဘယ်လိုတီးကြမလဲတယောက်တစ်ခန်းနဲ့သွားသွားပြီးတော့မှသူတို့ကွာကူတချင်းညပြန်ရေးပြပြန်လာပြန်စုံပြီးတော့မကဲပြီးတော့ bridge ကိုဘယ်လိုဆက်တီးကြမလဲတယောက်တစ်ခန်းစီဝင်ပြီးတော့မှကွာနဲ့ကိုဂီတာတွေရှာပြီးတော့အဲ bridge ဆိုလို့ရှိရင်သူတို့နှစ်ယောက် ကလရစ်နှစ်ခုပေါင်းပြီးတော့မှနောက်ဆုံးရှာလာတဲ့ဟာကိုပေါင်းပြီးတော့မှသူတို့ဘလက်ဘတ်ထဲမှာတုံးထားတယ်ပေါ့ဆိုတော့ပြောချင်တာမန်စ်ကနေဒီယာကလည်းကေဟိုအဆိုးကောင်းတယ်မဟုတ်ဗျအတီးလည်းတော်တော်ကောင်းတာတဲ့မဒီကောင်အဆိုးကောင်းတာကတော့ရှေ့အိတော်တော်မိုက်တယ်မန်စ်ကနေဒီယာဘာလို့ဆိုသူဒီသူတို့ရဲ့ project တခြား project တွေဖြစ်တဲ့ဒီ slash နဲ့ဟာဒီတော်တော်ကောင်းနားအောင်ကြည့်လိုက်ရင်တော်တော်ကျွတ်တယ်ဗျတဲ့မလား slash ကလည်းဒီကောင် vocalist ရှာတော့ ူပဲအရင် Guns N' Roses မှာ Axl Rose လို့ဖြုတ်နိုင်တဲ့ကောင်ကရှာဖို့မလွယ်ဘူးဆိုတော့ Miles Kennedy တန်ကြားရတော့ဟာဒီကောင်မိုက်တယ်ဆိုရင်သူသွားတော့ခေါ်တာဗောလေ Miles Kennedy ကလည်းဝန်သားအရပဲဒီကိုသူတို့ဒီ slash ပဲမှာသူဝင်ဝင်ဆိုတာဗောဆိုတော့တီးတာတော်တော်ကောင်းတယ်ကျွန်တော်ထင် slash တော့ကောင်းမှမသိဘူးဘာလို့ slash ကတခါလေကျန်သူက iconic တော့အရင်ဖြစ်တယ်ဗျာ skill ဘိုင်းပေါ့နော်ကျွန်တော်ပြောချင်တာ skill ဘိုင်းညီပါရီအဲ့လိုမျိုး technically အရ Miles Kennedy ကပူတော်ကောင်းရင်ကောင်းမယ်ပြောမရဘူး ဆိုတော့ဒါဘာလို့ matrimony လို့ကိတာသမားအောင်မှာ mask နဲ့ဒီလုံးဝဟိုအတိမတော်တော်ပြုတ်တယ်ပဲဒီကောင်တကယ်သူနဲ့ level တန်းတဆင်အတူတူရှိတဲ့ကိတာသမားတယောက်နေနေသူဆက်ဆန်တာ哦ဆိုတော့ဒါပေမဲ့ outer bridge ရဲ့ total totally သူလုံးဝရောင်းအကုန်လုံးပေါင်းလို့ရှိရင်9000ကျော်ပဲရှိရယ်ဆိုတော့ creek က10 90ကျော်ဆိုတော့ဆယ်ဆလောက်ကိုကွာတယ် ဲမဲ့ kick ကလည်း module တွေလည်းပါတယ် auto bridge စထွက်လာနောက်ပိုင်းမှာသူတို့ digital streaming နေစလာနောက်ပိုင်းမှာသူတို့ဒီ record save တွေတို့ကအတိအကျ live တွေ့လို့မရတော့အခုဆိုလို့ရှိရင်တော့ streaming နေပဲတွေ့တော့တယ်လေသိမလား Spotify မှာ streaming billion ချီပါ million ချီပါသူတို့အဲ့လိုမျိုးပဲတွေ့တော့ဆိုတော့အရင်ကကြတော့ physical save နဲ့တွေ့တာဟုတ်ဆိုအဲ့လိုအပြောင်းလဲကာလရောက်သွားတဲ့အချိန်မှာအဲ့ sales record တွေကပျောက်တော့ဖြစ်သွားတာဘယ်လို့မှရှာမတွေ့တော့အဲ့လိုမျိုး ပြီးတော့ Outer Bridge ကသူတို့2010မှာဒီ Outer Bridge 3 Event ထွက်တယ်ပြီးတော့2013မှာ Fortress ထွက်တယ် The Last Hero ကို2016မှာထွက်တယ်ပြီးတော့2019မှာဒီ Walk the Sky Event ထွက်တယ်ပြီးတော့ Fountain King ကိုတော့သူတို့ဒီ2020မှာထွက်တယ်ဆို Outer Bridge ကလည်းတောက်လျှောက်တော့ချရနေပါဒါပေမဲ့ Mass Studio Outer Bridge နဲ့အတူတွဲမြန်တာထဲ slash နဲ့တွဲမြန်တာပုံများရတယ်ကျွန်တော်တွေ့တော့ဆိုတော့သူတို့ Outer Bridge လည်းသူတို့အားရရှင်ထိုးထွက်တယ်ပြီးတော့ပြီးခဲ့တဲ့နှစ်တည်းကဆို Creek နဲ့ပြန်တွဲကြတဲ့ခါကျတော့ မက်ထရီမိုရီဆိုခရီးနဲ့ထိုးသွားတယ်ဂျာထဲမှာအော်တိုဘရစ်နဲ့လည်းသွားတယ်ပြသူ့ဆိုလို project တော့လည်းသွားတယ်ဟာတော်တော်သွားတာဒီပဲလေဒါရှိုးကြီးအများကြီးပဲဒီဆိုတော့ပြောမှဆိုရှင်မက်ထရီမိုနီကတော်တော်ကောင်းကောင်းတီးတာအပြင်ကိုရေးတာကြီးတော်တော်ကျန်းတယ်သူတို့ဖြင့်ဒီ observation ရဲ့ဒီ one day remain evan နဲ့တချင်းလေးဆိုတော်တော်မိုက်တယ်ဗျာ black bird တို့ဘာလို့လဲမိုက်ပါတယ်နောက်ပိုင်းထွက်တဲ့ဟာလေ phone and king နဲ့မိုက်တယ်ဒါပေမဲ့ iconic တကယ်ဖြစ်တဲ့ career reef ရှေ့မှာထွက်တဲ့ဟာတွေကဒီ ဝမ်နီရင်းမဖြစ်မထင်တာပဲကျွန်တော်တို့တော့ဆိုအဲ့ခွေတဲ့ကကေတာရစ်ဒီပြေရှင်ချင်းကတဲ့ပုံစံနေပါဒရမ်နီဆိုလဲတော်မမိုက်ဒီရှေးဆိုတော့အဲ့ခွေတော့တော်တော်ကြိုက်တယ်အားရတယ်ဆိုတော့ဒီအော်တဘရစ်နဲ့ခရစ်ရဲ့အကြောင်းပေါ့လေဒီနေ့နည်းနည်းနှစ်ပင်ကိုပေါင်းပြီးတော့ပြောရတာဆိုတော့မပြည့်မစုံနိုင်ပါတယ်ဖြစ်ရင်ရှေ့အများကြီးရှေ့သွားနိုင်တယ်ဒါပေမဲ့နောက်ခုကျွန်တော် link လုပ်ချင်လို့တည်မလား creek ကို alter bridge ကိုကျွန်တော်ပေါင်းပြီးတော့အာပြောလိုက်တယ်ဖြစ်ပါတယ်ဆိုတော့ ျွန်တော်ကြံသွားတာရှိရင်လဲ sorry ပါလို့အကုန်လုံးတော့မပြည့်စုံနိုင်ဘူးလို့ကျွန်တော်ထင်တာပဲဆိုတော့ကျွန်တော်ဒီခေါင်းထဲမှာမှတ်မိသလောက်ပေါ့လေ auto bridge နဲ့ create အကြောင်းအကြောင်းဒီနေ့နည်းပြောပြဖြစ်ပါတယ် okay thank you